Windows laptop တွေပဲဝယ်ဝယ် MacBook တွေပဲဝယ်ဝယ် laptop ဝယ်ပြီးသွားရင်နောက်ပိုင်းမှာပြဿနာဖြစ်တာတခုကဘာလဲဆိုတော့ memory မလောက်တဲ့ပြဿနာပါအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်တော်တော်များများကတော့ဒီ external hard disk တွေ external SSD တွေကိုဝယ်ပြီးတော့သုံးကြပါတယ် Windows laptop တော်တော်များများကတော့ဒီနောက်ဖုန်းကိုဖွင့်ပြီးတော့ SSD တွေဘာတွေကိုကျွန်တော်ဒီအမျိုးတွေလဲပြလို့ဖြုတ်ပြီးပြီးတော့လဲပြလို့ရပါမယ် MacBook တွေကြရင်တော့အဲ့လိုမျိုးလဲလို့မရဘူးလဲလို့မရတဲ့အခါကျတော့တေးကြပါ external hard disk တို့မဟုတ် SSD ကိုသုံးကြရတယ်အဲဒါပေမဲ့ external hard disk ကတော့ခုနောက်ပိုင်းမှာတိတ်ပြီးတော့ဒီမြန်နှုံးကြောင်းတော့လကောက် အများကြီးတော့မတုံ့ကြတော့ဘူးဒါပေမဲ့ဈေးတက်တာတဲ့ budget option တစ်ခုအနေနဲ့ကတော့မဖြစ်မနေရွေးနေကြတဲ့သူတွေလည်းပဲရှိနေသေးတယ်ကျွန်တော်ကလောလောဆယ်ဆယ်က Acer နဲ့ Hattit တော့တိတ်မတုံ့ပြတော့ဘူးနော် SSD တွေတုံ့ပြတယ်အရင်ကတော့ Hattit တုံ့ပြပေမဲ့ Hattit ကနှီးတဲ့ပြဿနာတွေလွတ်ကျသွားရင် data ပြတ်နိုင်တဲ့ပြဿနာတွေရှိတဲ့အခါကျတော့အခုနောက်ပိုင်းမှာကတော့ကျွန်တော် Acer နဲ့ SSD တွေကိုစပြီးတော့တုံ့ပြလာတယ်တုံ့ပြလာတဲ့အထက်မှာမှကျွန်တော် beginner တွေအတွက်ဘယ်လို Acer နဲ့ SSD တွေတုံ့ချမလဲကျွန်တော်အခု ဘယ်လိုမျိုး SSD တခုသုံးမလဲပေါ့เนาะကျွန်တော်ကအဓိက ready made တိတ်ပြီးတော့မသုံးပြဖို့ ready made ဒီလိုမျိုး SSD တွေလည်းရှိတယ်ပေါ့เนาะဒီမှာမြင်ရတဲ့အတိုင်းပဲ SSD ရှိပေမဲ့ကျွန်တော်ကတိတ်မသုံးပြဖို့ကျွန်တော်ကအဲဒီ NVMe ဆိုရဲဒီ SSD တွေပေါ့နော်အခုနောက်ပိုင်းထွက်ထားတဲ့မြန်နှုံးမြင့် SSD တွေအဲ့ဒါလေးတွေကိုကျွန်တော်သုံးတယ်အဲ့ဒါကိုသုံးလို့ရှိရင်ဒီတိုင်းသုံးလို့မရဘူးလေအဲ့တော့အဲ့ဒါကိုသုံးလို့မရတော့ကျွန်တော်ဒီ case လေးတွေကိုထည့်ပြီးတော့တော့သုံးပြတယ်ပေါ့နော် case တွေကိုထည့်ပြီးတော့ အဲလိုမျိုး external ssg လေးတွေသုံးပြပါတယ်အဲ့ဒါလေးကိုအခုဘယ်လိုမျိုးသုံးမလဲဆိုတာရေကျွန်တော်ဝယ်ထားတဲ့အခုဒီမြန်နှုံးမြင့် ssg case ကဘလောက်မြန်မလဲသူတို့ကြော်ညာထားတာကတော့ thunderbolt 4ဆိုတော့ usb 4ဆိုတော့တစ်စက္ကန့်ကို3 gig သုံးမဟုတ် 4k လောက်ကူးနိုင်မဲ့ speed နဲ့သွားမှာပေါ့နော် အဲ့လိုမျိုးဆိုတော့အဲ့ဒါလေးလည်းကျွန်တော်နောက်ပိုင်းမှာစမ်းပြပေးမယ်လောလောဆယ်ဆယ်ကတော့အဲဒီ beginner ရဲ့အတွက်ဘယ်လိုမျိုး SSTD ကိုစပြီးတော့ဒီ budget line တွေအနေနဲ့စပြီးတော့အမြင့်ဆုံးအထိဘယ်လိုမျိုးသုံးချံမလဲဆိုတော့ကျွန်တော်အကြမ်းမြင့်ပေါ့နော်အသေးစိတ်တော့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့ SSTD နဲ့ heading နဲ့ဘာကွာလဲဆိုတော့မသိသေးရင်ကျွန်တော် video လုတ်ပေးထားတာရှိလို့ YouTube မှာကြည့်နေတာဆိုရင်တော့ဒီနေရာလေးမှာပေါ်လာလိမ့်မယ်အနေနဲ့လေးမှာပေါ်လာတဲ့ဟာလေးကိုခဏနေသွားပြီးတော့ နေကြည့်ကြည့်လိုက်ပါအဲ့ဒါဆိုရင်တော့ SSD နဲ့ hard disk နဲ့အကြောင်းကိုကျွန်တော်ပြောထားပေးတယ်အဲနောက်ပြီးတော့ SSD အကြောင်းကိုပြောလဲစမ်းတယ်ဂျင်းထည့်ထားတဲ့ SSD ပေါ့နော်အဲဒီကျွန်တော်တို့ဒီ data byte အများကြီးဒီ1 data byte 2 data byte ကိုမှမြန်မာဝေး၄၅၆တောင်းပဲပေးရတဲ့ဟာမျိုးတွေဆိုရင်တော့တေချာပေါက်ဂျင်းထည့်ထားတာပါအဲ့ဒါကြီးအကြောင်းကိုလည်းပဲကျွန်တော်ဒီနေရာလေးမှာအခုထပ်တက်လာပါလိမ့်မယ်ဗီဒီယိုထပ်ပြီးတော့တင်ပေးထားတာရှိကြမို့လို့ခဏနေအားလေးတော့ကြည့်လို့ရပါတယ်ဆိုတော့အခု SSD စပြီးတော့ယူရတော့မယ် SSD ကကျွန်တော်က ready made SSD ကိုတိတ်မသုံးပြဘူးဘာလို့လဲဘာလို့လဲဆိုတော့ ready made SSD တွေကဒီမြန်နှုံးကြောင်းတော့လကောင်းဈေးနှုန်းအတိုင်းအတာတစ်ခုကြောင်းတော့လကောင်းတချို့ကြတော့လည်းပဲကျွန်တော်တိတ်မကြိုက်ဘူးဗျဒီဇိုင်းပိုင်းတွေမြန်နှုံးတွေတိတ်မကြိုက်တဲ့အခါကျတော့အဓိကတော့ကျွန်တော်အနေနဲ့ကတော့ဒီမြန်နှုံးကိုတိတ်မကြိုက်ဘူးမြန်နှုံးမြင့်တာကြီးရှိပေမဲ့လည်းပဲဈေးကမိုးပြန်နေတဲ့အနေအထားရရှိတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့ဒါကိုနည်းနည်းလေးလက်ရှောင်လိုက်တယ်အာနောက်ပြီးတော့ကိုကိုရိုင်ကလည်းပဲ စကူဒရိုင်ဘာလေးရဲ့ချောင်းနဲ့ဟိုဖြိုးဒီဖြုံနဲ့လုံနေရတာကြိုက်နေတဲ့အခါကျတော့ readymade ssd ကြီးကတော့တေချာပေါက်မသုံးပြဘူးအရင်ပြင်းစရာကောင်းတယ်နော်အဲ့တော့ကျွန်တော်ဘာလီစသုံးပြလဲဆိုတော့တော့အရင်ကသုံးပြတာကတော့အဲ့ဒါနဲ့စကားမဆက်နောက်ဗီဒီယိုမှာကျွန်တော်ဒါလေးပေါ့နော်ဒါလေးကကျွန်တော် iphone ကို message ပါတဲ့ iphone တွေရဲ့နောက်မှာ iphone တွေအတိအတိုင်းပဲ iphone တွေနဲ့ data မလှဘူးလीအ ဲ့လိုမျိုး data မလောက်ဘူးဆိုတော့ low SSD တွေကို iPhone တွေနောက်မှာထည့်ပြီးတော့သုံးမယ်ပေါ့ဗျာကင်မရာရိုက်တဲ့အခါမှာသုံးမယ်အခုနောက်ပိုင်း15 Pro 16 Pro မှာဆို Apple Lock နဲ့ရိုက်လာကြတယ်ပေါ့နော်အဲအဲ့လိုရိုက်လာတဲ့အခါ data တွေကမလောက်တော့ဘူးဘယ်လိုမျိုးသုံးကြမလဲဆိုတာလေးကိုပါနောက်ဗီဒီယိုမှာပြောပြပေးတော့မှာမလို့ကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပြီးတော့နောက်လာမယ့် video လေးကိုစောင့်ကြည့်လို့ရပါတယ်โอเคအဲ့တော့ဒီ video ဆက်လိုက်ရအောင်ဒါလေးကိုခဏ ထားလိုက်ပါဗျာဆိုတော့ကျွန်တော်အစာပိုင်းမှာအစာသုံးနာကတော့ Acer နဲ့ HDD SSD တွေ ready made ဟာကြီးလည်းသုံးဖြစ်တယ်ဗောဗျာခုနောက်ပိုင်းမှာသုံးဖြစ်တော့ဘူးအဲ့တော့ budget အနေနဲ့ဘယ်လိုမျိုးသုံးလို့ရမလဲဆိုတော့ကျွန်တော်တို့ရဲ့အရင်တုန်းကလက်ရှိရှိတဲ့ SSD အဟောင်းနေတော့၎င်းအစ်တစ်တော့၎င်း window ပဲဖြစ်ဖြစ် map ဖြစ်ဖြစ်သုံးလို့ရတာကဒီလိုမျိုး SSD case လေးတွေပဲဖြစ်ပါတယ်ဒီမျိုး case လေးပေါ့နော်ဒါတွေဆိုလို့ရှိရင်တော့ဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့သူအထဲထဲမှာ1.5လက်မှ SSD ကိုထည့်ထားတာ SSD ကတော့အရင်ကျွန်တော်တို့ဒီ laptop တွေမှာပါတဲ့ဒီ hard disk ပုံစံပေါ့နော် hard disk ပုံစံကနေစပြီးတော့ပြောင်းလာတဲ့2.5လမ်းမှာ2.5 SSD ဆိုတာရှိတယ်အဲ့ SSD ပြီးရင်ကျွန်တော်တို့ဒီ SATA SSD SATA SSD ဆိုတာရှိတယ်အဲ့ဒါပြီးတော့မှ NVMe တို့ M.2 လို့လာတာအဲ့ NVMe တို့ M.2 တို့ကိုမှကျွန်တော်တို့ဒီလိုမျိုး site အသေးလာတယ်ပြီးတော့ဒီလိုမျိုး site အကြီးတွေလည်းလာပါတယ်အဲ့လိုမျိုးလာတာဖြစ်တဲ့အတွက် SSD ရွေးချယ်ဝယ်ယူမှုအကြောင်းကိုတော့ကျွန်တော်စောစောကပြောသွားသလိုပဲ ဒီမှာတက်လာတဲ့ဆိုတော့ဗီယိုလေးမှာတွားကြီးကြီးလိုက်ရင်တော့အဆင်ပြေတော့ပါလိမ့်မယ်အဲအကြောင်းတော့ကျွန်တော်ရှင်းမပြရတော့ဘူး glow cell ဒီ ssc အကြီးပေါ့နော်အကြီးမှာကျွန်တော်တို့သုံးလို့ရတာကဒီကျွန်တော် case ဝယ်လိုက်တယ်ဗျ case ဝယ်ပြီးတော့သုံးတယ်ကိုယ့်စီမှာကျန်နေတဲ့ hard disk သုံးဖို့ ssd ဒါ hard disk လည်းထည့်လို့ရတယ်ပေါ့နော်2.5 hard disk လည်းထည့်လို့ရတယ်အဲ့တော့ဒီက budget option ပေါ့နော်ဒီကောင်ဆိုရင်ကျွန်တော်ဈေးသိပ်မကြီးတဲ့ ssd ကိုသုံးပေးထားတာဈေးသိပ်မကြီးတဲ့ ssd နဲ့ကျွန်တော်သုံးနေရပေါ့နော်ဒါကတော်တော်များများလေး သုံးပြတယ်ဟိုနာရီနာလွတ်ကျသွားလဲပြဿနာမရှိဘူးဟတ်တယ်မဟုတ်ဘူးလीအဲ့တော့ဒါဈေးသိမ့်မကြည့်တဲ့ SSD ဈေးသိမ့်မကြည့်ပြီမနေ့လေးယုံကြည်စိတ်ချရတဲ့ဟာလीတော့သုံးပို့လို့တာပေါ့အရင်ဘောချောင်ကောင်းလိုက်နေမယ်ဆိုရင်လည်းပဲကျွန်တော်တို့ရဲ့ထည့်ထားတဲ့ data တွေကဘယ်ချိန်ပြတ်သွားမှမသိဘူးလीအဲ့လိုမျိုးဆိုတော့ဒါကဘယ်လိုမျိုးသုံးလဲဆိုတော့ဒီမှာဗျလွယ်လွယ်လေးပဲဒီ case လေးပဲကျွန်တော်ကဝယ်လိုက်ရတာပေါ့နော် case လေးပဲဝယ်ပြီးတော့သုံးတာဒီ case နဲ့မသုံးချင်ဘူးဆိုရင်လည်းပဲ तू ကခုလိုမျိုးဒီမှာဒါလေးကိုဖြုတ်ပြီးတော့ဒါလေးလည်းသုံးလို့ရတယ် လွယ်လွယ်လေးပဲဗျတိလားဒီမှာဒီလိုမျိုးလေးတက်ပြီးတော့တုံးလို့ရဒါပေမဲ့ဒီတိုင်းကြမှာအထီးကျန်အစင်မပြေဘူးလေအထီးကျန်နေလားအမကျန်အစင်မပြေဘူးဆိုတော့သူတို့ကအဲ့ဒီ case လေးထဲမှာအခုလိုမျိုးလေးထည့်လို့ရအောင်လုပ်ပြီးလိုက်တယ်ဗောဗျာโอเคအဲ့လိုထည့်ပြီးတော့ကျွန်တော်တို့ဒီတိရတဲ့အတိုင်းပဲ1 data byte တို့2 data byte တို့ SSD ထဲဈေးအရင်ကြီးတယ် 950ကေတူဘုံ900ကေလောက် SSD မျိုးကိုကျွန်တော်နှစ်ခုသုံးခုလောက်ခွဲထားခြင်းရင်လဲခွဲထားလို့ရတဲ့ဟာမျိုးဆိုတော့မစိုးကျွန်တော် memory card တွေတုံးလို့ပေါ့ဗျာတကက်ပြေဝင်တကက်ဖြုတ်ပြီးတော့လဲတယ်လို့မျိုးအဲ့လိုမျိုးပဲဒီမှာလဲပဲဒါမျိုးနှစ်ခုလောက်ဝယ်ထားတာပဲဖြစ်ဖြစ်ထည့်ပြီးတော့ဒီ channel လေးကိုထည့်ပြီးတော့ဒီမှာတန်းတုံးပြီးတော့အဲ့လိုမျိုးတုံးလို့ရတယ်ဒါဆိုရင်လည်းမကြိုက်ဘူးနောက်တစ်ခုဖြုတ်ထည့်အဆင်ပြေလေဘယ်လိုပဲတုံးလို့အဆင်ပြေနေရဆိုတော့ဒါမျိုးလေးကျွန်တော်စပြီးတော့တုံးပြစ်တယ်အဲ design လေးနည်းနည်းလေးကောင်းတာလိုချင်နေဆိုရင်တော့ဒီလိုမျိုးလေးရှိတယ် ီကောင်ကျတော့တော်တမျိုးလေးမှာဒီလိုလေးတုံးရတာဆွဲထုတ်လိုက်ပြီးတော့ SSC ကိုအဲ့လိုမျိုးတုံးလို့ရတယ်ပြီးွားရင်တော့ကိုလိုချင်တလိုလေးဒီမှာအဲပြီးတော့ဆွဲထုတ်လိုက်ရုံပဲအဲ့လိုမျိုးဆိုတော့ဒါလည်းပဲစောစောက case နဲ့ကအတူတူပဲလို့ပြောလို့ရတယ်ဒါပေမဲ့သူကတော့နည်းနည်းလေးအကြည်လေးဖြစ်သွားတယ်ကျွန်တော်ဒါသူ plastic တော့မခွာသေးဘူးနော်အဲ့တော့နည်းနည်း clear version ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလည်းပဲဒီမှာဒီလိုမျိုးပဲတက်ပြီးတော့ပြီးွားရင်ဒီလိုဆက်လိုက်လေးထိုးပြီးတော့ပေါ့နော်တုံးလိုက်ရပြီအဲ့ဒါလည်းပဲစောစောက type c မှာ ဒီမျိုးဟာလေးနဲ့တုံးလို့ရတယ်ဒီကောင်လည်းအဲ့လိုပဲနှစ်ခုအတူတူတုံးလို့ရတယ်ပေါ့ဗျာအဲ့လိုမျိုးဆိုတော့ဒါတွေလည်းပဲတုံးကျင်ရင်တော့တုံးလို့ရတယ်ဒါကတော့ဟိုလုံးဝ budget option လို့ပြောလို့ရတယ် custom DIY လုပ်ပြီးတော့တုံးတဲ့ SSD ထဲမှာဈေးတက်တက်တတနဲ့တုံးလို့ရတဲ့ option ဒီ case လေးတွေဆိုလို့ရှိရင်ကျွန်တော်တို့9000တုံးဖို့1000 9000က1000ကိုပြောတာပေါ့နော်မြန်မာငွေလဲဆိုရင်1000လောက်တော့ရှိလိမ့်မယ် โอเคအဲ့လောက်လေးဆိုရင်တော့လည်းမစိုးပါဘူးမြန်အောင်ဆိုလို့ရှိရင်လည်းတို့ကတော်တော်လေးတော့မြန်တယ်အရင်ဒီလိုမျိုး SSD case တွေတော့မမြန်ပင်မဲ့အတူပါနဲ့တူတော့မြန်ပါတယ် hard disk တွေအများကြီးမြန်တယ်ပေါ့နော်အများကြီးမြန်တယ်ဆိုတော့အခုလိုမျိုးလောက်ကိုတုံးလို့ရနောက် next level တခုကိုတက်ရှင်နေသူတွေတော့ကတော့အခုကျွန်တော်ပြောထားတဲ့ဒီလိုမျိုး case လေးပေါ့နော်ဒါမျိုး case တွေကိုတုံးလို့ရတယ်ဒါမျိုး case တွေဆိုလို့ချင်းကျွန်တော် screw driver တစ်ခုကိုဒီမှာဖြုတ်လိုက်တာနဲ့အထဲထဲမှာစပြီးတော့ဒီဟာလေးတွေကိုထည့်တုံးလို့ရတယ်စိုက်အမျိုးမျိုးပေါ့နော်ဒါဆိုကျွန်တော်အသေးဝယ်ထားတာ ဒီအသေးလေးထည့်ပြီးတော့တုံးချင်းလည်းတုံးလို့ရတယ်လို့အကြီးတွေကိုတော့ထည့်ပြီးတော့ဒီလိုမျိုးအကြီးတွေထည့်ပြီးတော့လည်းတုံးလို့ရပါတယ်ဒါကမြန်တော့ဘယ်လောက်ရှိလဲဆိုတော့ तू က10စက္ကန့်ကို1 kit 1 kit လောက်ကိုအကြမ်းမြင်ပြအကြမ်းမြင်ကျွန်တော်ပြောတာတော့လုံးဝ8စက်ဒီတိတိကျကျကြီးပြောတာမဟုတ်ဘူး1000 megabyte per second 1000 megabyte per second တုံးလို့ရတယ်အဲ့တော့10စက္ကန့်ကို1 kit နီးပါးလောက်ကုလို့ရမယ်ဒီ SSD ရဲ့မြန်တော့ကိုလိုက်ပြီးတော့ပေါ့နော်တကယ်လက်တွေ့ကျွန်တော်စမ်းကြည့်ရတာက800 meg လောက်တော့ သွားပါတယ်၈ရက်မလောက်ဖိုင်အကြီးကူးမယ်ဆိုရင်၈ရက်မလောက်သွားတဲ့မြန်နှုံးနဲ့ SSD ပါအလွယ်ပြောရမယ်ဆိုဒီ SSD case ပေါ့နော်ဒီဒီ case လေးရဲ့ဒီမြန်နှုံးကိုလိုက်ပြီးတော့တုံးရတာတကယ်ဆိုရင်ဒီကောင်ကလည်းပဲ မြန်တော့မြန်တော့မြန်တယ်ကော2300လောက်ရှိရတယ်ဘောကျွန်တော်ဒါလေးဆို2300လောက်မြန်တယ် SK Hynix ကထုတ်ထားတာဒါပေမဲ့ DKS ကကျတော့လက်ခံနိုင်တဲ့ပမာဏကသူဒီ1000 MB/s ပဲရတယ်အဲ့တော့ဘလောက်ကောင်းတဲ့ SSD ပဲတုံတုံကျွန်တော်အခုဒီမှာ Solid Dime ကထုတ်ထားတဲ့ SSD ဒါဆိုရင်ကျွန်တော် Intel နဲ့ SK Hynix နဲ့ပေါင်းပြီးထုတ်ထားတာ Read and Write ကကျွန်တော်6000 MB/s ကနေ8000 MB/s ကြားမှာရှိတယ် ဒီကောင်ဆိုလို့ရှိရင်ဒါပေမဲ့ဒီ case တွေကိုထည့်သုံးမယ်ဆိုရင် DSSD ကဘယ်လောက်ပဲမြန်နေပါစေတော့ဒီ case ကတထောင်မကပဲပါစက္ကန့်ပဲရှိရဖြစ်တဲ့အတွက်သူက1000ပဲရတယ်ဒီမှာ6000နေပါလေလားစိတ်ကူးမြင်နေမရဘူးအဲ့လိုမပြောနဲ့လေကွာတော့နောက်ပိုင်းမှာကျတော့ပြဿနာလေးရရှိလာလေပြဿနာလေးရရှိလာတော့အခုထပ်ပြီးတော့ဝယ်ပြစ်တာကဒီလိုမျိုး တနဖို့4လောလောဆယ်ဆယ်ရတော့တနဖို့5တော့ထွက်ပြီဆိုပေမဲ့ကျွန်တော်အနေနဲ့သုံးလို့ရတာကတနဖို့4ကကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေနေသေးတယ်မက်ဘုတ်ဒီမှာပဲ3 3ဝင်းဒိုးဒီမှာပဲ3 3လောလောဆယ်တနဖို့4သမို့ USB 4.0 40 GB per second ပေါ့နော်တစ်စက္ကန့်ကို 4K လောက်သုံးလို့ရတယ် အဲ့လိုမျိုးဆိုတော့ဒီကောင်ကလည်းပဲ6000နဲ့9000မှာကဘဲပါစက္ကန့်တော့သွားတဲ့ SSC ဆိုတော့ဒီနှစ်ခုကိုပေါင်းလိုက်မဲ့ဆိုရင်တော့တစ်စက္ကန့်ကိုတူကြညာထားတာကတော့ဒီ USB 4ရဲ့ support ပေးတဲ့ဥစ္စာက 40GB စက္ကန့်ဆိုပေမဲ့သူကတော့3500ကနေ3200မှာကဘဲပါစက္ကန့်လောက်ကိုသွားနိုင်တယ်လို့ပြောတယ်အဲ့ဒါကိုကျွန်တော်ခဏနေစမ်းပြပေးမယ်အဲ့တော့ဆောင်းရဲမြန်တဲ့ SSC ကနောက်ပိုင်းမှာပြဿနာဖြစ်လာတာကအရန်ပူလာတယ် အရင်ပူလာတာဖြစ်တယ်ဒီကောင်ဆိုလို့ချင်းကျွန်တော် DRAM မှာပါတယ် DRAM ပါတဲ့အတွက်မြန်တုံးက stable ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့ဗျာအဲ့လိုမြန်တုံးတွေအရင်ကောင်းလာတဲ့အခါမှာပြဿနာဖြစ်လာတာလေဆိုတော့ပြောရည်ပူလည်းပြဿနာပူလည်းပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်ဒီလိုမျိုး SSC KC နည်းနဲ့အဆင်မပြေတော့ဘူးလေအဲ့တော့တုံးလာရတာကအခုမြင်နေရတယ်ဒီလိုမျိုးကိုလင်း ကိုလင်းဖန်ပါတဲ့ဟာတွေကိုစပြီးတော့သုံးလာရတယ်အဲ့လိုသုံးမှပဲရတော့မှာပေါ့နော်ဒါလေးကိုကျွန်တော်ခဏနေအန်ပေါင်းစင်လုပ်ပြီးမယ်ဘလောက်မြန်နှုံးရှိလဲဆိုတာကျွန်တော်စမ်းပြပြီးမယ်အဲ့တော့မြန်နှုံးမြန်နှုံးမြန်နှုံးเนี่ยကျွန်တော်မြန်နှုံးတွေကိုဘာလို့ပြောနေလဲဆိုတော့ကျွန်တော်ခုနောက်ပိုင်းရိုက်တဲ့အခါမှာအခုဒီ 4K 4K ဗီဒီယိုတွေဆိုရင်လည်းပဲဖိုင်ဆိုင်ကကြီးလာပြီအဲ့တော့ဖိုင်ဆိုင်ကြီးလာတဲ့အတွက် UPS 2ကတ်တွေကိုကျွန်တော်စပြီးတော့သုံးလာရတယ်တချို့နည်းနည်းတက်နိုင်တဲ့ဒူတွေတော့မဟုတ် အပူပြီးတော့ကျွန်တော်ထက် memory bank ကို crazy ဖြစ်တဲ့လူတွေဆိုရင်တော့ဒီ DFA space ဆိုတဲ့ဟာတွေသုံးလိမ့်မယ်ပေါ့ဗျာအဲ့ဒါကြီးကပူမြန်တယ် SSD တခုလောက်ကိုမြန်လာတယ်လीအဲ့လိုမျိုးဆိုတော့ဒီလိုမျိုး cut တွေသုံးပြန်ရင်လည်းပဲဒီလိုမျိုး cut တွေကို support လုပ်တဲ့ဒီ cut တွေရဲ့မြန်နှုန်းကိုလိုက်နိုင်တဲ့အခုလိုမျိုး SD card reader တွေကိုသုံးပါပဲအဲ့မြန်နှုန်းကိုလိုက်နိုင်တာဖြစ်ပါတယ်ဒီ UA set 2အတွက်ကတော့ Zephyr G system ကအ original support ပေးတယ် original support ပေးတယ်အဲ့ laptop ကလွယ်လို့ပေါ့နော်အဲ့မျိုးတွေကလွယ်လို့ဂျန်နာတွေကတော့အခုလိုမျိုး adapter တွေကို မြန်ကျင်အဲ့လိုမျိုးတွေသုံးရမယ်အဲ့တော့ဘာလို့မြန်ကျင်တာလဲဘာလို့ကူးတာမြန်ကျင်တာလဲဒီဟာလေးအတွက်ကို SSD မြန်လုံးမြင်တာလို့လားအဲ့လိုကြီးလည်းမဟုတ်ပါဘူးအဓိကပြဿနာကတော့ကျွန်တော်တို့ကျွန်တော်အခုအိမ်မှာရှိတဲ့နမူနာပြောပြရမယ်ကျွန်တော်ကျွန်တော် memory နေရှိတယ် macbook pro ရှိတယ်အဲ့တော့ဒီဘက်ဟိုဘက်ဒီဘက်ကျွန်တော်အခုဒီ review လုပ်တဲ့အခါမှာ project တွေပဲကူးရတယ်ဗျ project file တွေကူးရတဲ့အခါကျတော့ဒီဘက်ကရှိတဲ့ project file ကငါ50တရာလောက်ကိုကျွန်တော်ကူးရပြီးတော့ ဟိုဘက်ကိုထဲဦးဆိုရင်အကြာကြီးစောင့်ရတာဒီလိုမျိုးဟာနဲ့ဆိုအကြာကြီးစောင့်ရတာဒါမျိုးနဲ့ဆိုပိုတော့ကြာသေးတယ်ပေါ့နော်အဲ့တော့အခုကမြန်နှုံးမြင့် SSG ကိုတုံးလိုက်ရင်တော့ခဏလေးနဲ့ပြီးတော့မှဖြစ်ပါတယ်ဟောအခုဒါလေးကိုကျွန်တော်ဖောက်လိုက်အောင်ပေါ့နော်ဒါလေးကျွန်တော်ဖောက်ကြည့်မယ်နော်โอ้ SSG โอ้ ဝိတ်ကိုစီးပိုင်ရလေးတွေဟာအရင်တော့မလေးဘူးဒီဟာဒီဟာဒါလေးကစားအများကြီးလေးွားတပ်ပေါ်လေးရလေးဟောတင့်တာပဲပြီးအလူမီနီယံဖရိတ်လေးနဲ့ဟိုဒီမှာနင်းနေတယ်ပေါ့နော်ပန်လာလေးနဲ့ကြည်ကြည်ကြီးကလေးကိုမှဒီမှာနော် clear ပါချင်းပေါ့နော်အကြည်လေးမြင်ရမှာဖြစ်တယ်နောက်ပြီးတော့သူ့အထဲမှာက USB ဟိုမှာ USB ကျိုးပေါ့နော်ဒါကဒီ type A လဲတုံးလို့ရတယ် type C လဲတုံးလို့ရတယ်ကျိုးပါတယ်ဒီမှာ ဒီကောင်ဆိုလို့ရှိရင်ဒါဆို type A နဲ့သုံးလို့ရအောင်လုပ်ပေးထားတာပေါ့နော်အဲ့ဒါအမှဒါက 40GB/s ရတယ်ဒီလိုချွတ်လိုက်ရင် type C ဖြစ်သွားတယ်ပြီးသွားရင် type A နဲ့သုံးရင်လိုပြန်တက်အဲ့လိုမျိုးသုံးလို့ရတာဖြစ်ပါတယ်ကျွန်တော်အထင်တော့ဒါပဲ 40GB/s နဲ့ဒီ type A ရတော့မဖြစ်နိုင်ဘူးပေါ့နော် maybe 10လောက်ပဲ30လောက်ပဲရမယ်ထင်တယ်ဟုတ်ပြီအဲ့တော့ C to C သုံးမယ်ဆိုရင်တော့ 40GB/s လောက်ရမယ်ပေါ့ဗျာအဲ့တော့ဒါလေးခဏထားပြီးတော့နောက်ပြီးတော့ဟိုဒါက SSD အထဲထဲမှာကြက်တဲ့နောက်ဘက်မှာကြက်တဲ့ဟာလေးပေါ့ဗျာ တယ်။ဒါမှပတ်စီလေးပါတယ်။အပူ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 ဟာပြအောင်တုံးနေ။ဒါမှပတ်လေးပါတယ်။နောက်တစ်ခုကဟီးစက်။ဟီးစက်။အလူမီနီယံဖရိတ်အလူမီနီယံဖရိတ်လေးပါ။ Okay အဲ့တော့ကျွန်တော်စပြီးတော့စမ်းကြည့်လိုက်ရအောင်။โอ้ဒီကောင်ကဖြုတ်ရင်အာ very easy လွယ်လွယ်လေးပဲဒီကလေဦးစုပ်ပြီးတော့ဒီဘက်ကနေဝင်ပြီးတော့လေတွေအကုန်လုံးကဒီဘက်ကိုထွက်အောင်လုပ်ပေးထားတာအဲ့လိုမျိုးအဲ့တော့ကျွန်တော်ရဲ့ဒီမြန်နှုံးမြင် SSC လေးလေးထောက်လိုက်အောင်နော်ကျွန်တော် Solidine P44 Pro ဖြစ်ပါတယ် Internet SK Hynix နဲ့ပေါင်းပြီးတော့ထုတ်ထားတဲ့ SSD ပါအဲ2280 site ပေါ့နော်ဒီထဲထဲမှာတို့ဒီလို site အသေးလေးတွေလည်းသုံးလို့ရတယ်ပေါ့နော်ဒီလို2242 2230လို့ပါတယ်မှာ ုံးလို့ရအောင်သူကဒီမှာ site တွေကိုမှအများကြီးပေးထားတယ် site တွေကိုအများကြီးပေးထားတယ်ပေါ့နော်ဒါနဲ့တော့မသုံးတော့ဒါအမြင်တော့လည်းနှေးတယ်နှေးတော့ဒီကောင်နဲ့သုံးမယ်ပေါ့နော်ဒီကောင်အနည်းဆုံး6000ငွေရနဲ့8000လောက်ရတာ ው အဲ့လိုမျိုးဆိုတော့ဒီကောင်နဲ့သုံးမယ်ဒီမှာကျွန်တော်နောက်မှာကဒီ school school တွေပိုင်းမလို့ပေါ့နော်မလို့ဒီနောက်မှာနှစ်ခုအပူပေးထားတယ်ဒီမှာလှည့်တဲ့ဟာလေးပါတယ်ဗျဒါလေးနဲ့ကျွန်တော်သုံးမယ်ဒါလေးနဲ့ ါဆို SSG ကဟိုထဲမှာဝင်သွားပြီ။ Okay အဲ့ဒါပြီးသွားရင်တဲ့ time pass ကဟိုတစ်ခုဆိုရင်ရတယ်ပဲ။သူနှစ်ခုတော့ပေးထားတယ်။တစ်ခုဆိုရတယ်ကဲ။ဒီဝင်နောက်တစ်ဖက်ကနော်ပလတ်စတစ်လေးခွာမယ်။ဖိနားလေးကပ်လှလာလေးကပ်။ဟုတ်ကဲ့ပါ။ Okay ။ဟွန်းဒါလာလိုက်။အဲ့တော့ ိုပြန်ပြီးတော့အဖုံဖုံပြီးတော့ကျွန်တော်စမ်းကြည့်ရအောင်နော်ဖုံဖုံတာလည်းလွယ်လေးပဲဟာတို့လေးတက်ပြီးတော့အိုးပြီးသွားပြီဟာပြီးသွားရင်โอเคတက်မယ်ဒါတဒါလေးပြန်သိမ်းထားလိုက်တို့တိုက်စီနေမယ်တော့ပါဦးသူ့ရဲ့ဟာကဒီမှာပါနော်โอเคအဲ့တော့မဖို့နဲ့စမ်းကြည့်မယ် မဲ့ပေါ်မှာကျွန်တော်သုံးနေကြကဒီ Black Magic Speed Deck ပေါ့နော် Black Magic Speed Deck နဲ့ကျွန်တော်စမ်းပြမှာဖြစ်ပါတယ်ဆိုတော့ Okay နော်ရဲ့ Thunderbolt 4ဒီကိုလာပါတဲ့ SSD ရဲ့ First Experience လေးပေါ့နော် First Impression ဒါလေးကထိုးရတာကြက်တယ်โอ้เลยนี่

။အဲပုံမှန်အဲ့လောက်တက်ရမယ်။ဒီမှာပုံမှန်အဲ့လောက်တက်မှာ1000ကျော်ကျော်။ reach ရတော့3000ကျော်ကျော်3000လောက်ပေါ့နော်။ right က1000ကျော်။ okay တော့2900နဲ့2400 reach speed ကဒီ map မှာဆိုရင်2000ကျော်ကျော်နဲ့3000လောက်တက်တယ် window မှာကျတော့ဒီလောက်လောက်တက်တယ်ပေါ့နော် window မှာကျတော့ဒီမှာ3800နဲ့ဒီ3800 rate နဲ့ 3100နဲ့ဒီမှာက3000နဲ့3800ဆိုတော့နည်းနည်း800လောက်တော့กว่าတယ်ဒီ reach speed ဆိုရင်လည်း2400နဲ့3100ဆိုတော့နည်းနည်းတော့กว่าတယ် window မှာကကျွန်တော်ပို့ပြီးတော့မြင်မြန်ဆန်းဆန်းအကူလူရမယ်အနေထားမှာတော့ပါတယ်ဗောနော်ဒါမဲ့လည်းအဲ့လောက်အဲ့လောက်လीกว่าတာတော့တိတ်ပြီးတော့မသိတာဗောနော် window မှာကကျွန်တော်ဟိုဟာနဲ့ဆန်းထားတာ example S40 OLED နဲ့ဆန်းထားတာ2025 version တန်တာပုတ်ဖူကို support လုပ်တဲ့ version ပေါ့နော်အဲ့ဒါနဲ့ဆန်ထားတာအဲ့တော့ map မှာလည်းပဲကျွန်တော် M3 Pro တက်ဆင်ပေးထားတဲ့ MacBook Pro နဲ့ဆန်ထားတာဆိုတော့တန်တာပုတ်4က fully support ပေါ့နော်တရားရရကျွန်တော် support လုပ်တဲ့ version နဲ့ကျွန်တော်ဆန်ထားတာဆိုတော့အခုလိုမျိုးတော့အကွာတော့ကွာတယ်ဆောစောကျွန်တော် real time တက်မှာဆိုလို့ချင်းလည်းပဲဒီ window နဲ့ mess နဲ့အနေအထားအရာတော့အများကြီးတော့တိတိတတ်တာတော့မကွာပဲမဲ့တချို့အဲ့လိုမျိုးဒီ fine တိတိလေးတွေများတဲ့ဟာမျိုးတွေမှာဆိုလို့ချင်းရင် အဲ့ဒါပို့ပြီးတော့တိတာတယ်ဗောနော်နည်းနည်းလေးတော့နေသွားနိုင်တယ်ဖိုင်အကြီးဖိုင်ဆက်ကြီးတက်ခါတယ်ဒေါင်းတဲ့ဟာမျိုးတွေပါအဲ့အဲ့လိုမျိုးကူးတဲ့ဟာမျိုးတွေမှာဆိုလို့ချင်းတော့ပို့ပြီးတော့မြန်တာကိုတွေ့ရတယ်ဝင်းတို့ဘက်မှာဆိုလို့ချင်းတော့ကျွန်တော်တို့ right ပြန်လုပ်တဲ့အခါမှာဗောနော်ဒီ SSC ဘော်ကိုပြန်ပြီးတော့ကူးထည့်နေတဲ့အချိန်မှာဆိုလို့ချင်းတော့တော်တော်လေးတော့ကြာတာကိုကျွန်တော်စမ်းသပ်လို့ရှိရမှာဖြစ်ပြီးတော့မတ်မှာတော့အဲ့လောက်ကြီးကွာခြားတာတော့မရှိဘူးအဲ့နှစ်ခုစလုံးမှာတော့ဒီ respeed ဗောနော် SSC ဘော်ကနေပြီးတော့ laptop ပေါ်ကိုကူးတဲ့ speed တွေကတော့တော်တော်ကိုမြန်တာတွေ့ရတယ်။ဆော့ဆော့ဆန်းတဲ့ကျွန်တော်ဒီ 8K low file မှာဆိုလို့ရှိရင်လည်းကျွန်တော်မျက်စိတမိတ်လေးအချိန်အတွင်းမှာပဲကိုပြီးသွားတာမျိုးပေါ့နော်။အဲ့လိုမျိုးဆိုတော့အချိန်ကိုခြွေတာခြင်းနဲ့လူတွေတော့တော်တော်လေးအဆင်ပြေတယ်။ဒီဘက်က file လိုမျိုးကျွန်တော်တို့ဒီ K60 လောက်ရှိတဲ့ file ဆိုလို့ရှိရင်လည်းပဲ maybe 1 minute 1 minute လောက်ဆိုတာကတော်တော်လေးခွင်းလို့လို့ရတယ်အထည်တွေတော့ပါတယ်ဗျ။အဲ့တော့အမြန်မြန်လေးတုံးခြင်းရတော့ဒါမျိုး SSD တုံးပေါ့နော်။ပန်ကာတန်ကလည်းအရင်ကျေလောင်ခြင်းမရှိဘူး။ ဲ့လိုမျိုးဆိုတော့အဆင်ပြေပါတယ်တုံးရတာအတာမယ်ဒီပါတွေကလည်းအရင်လဲပူတက်လာတာတွေပဲမရှိရဘူးအဲ့တော့အခုလိုမျိုးကျွန်တော်ဒီ SSD custom DIY လုပ်ပြီးတော့တုံးကျင်နေတဲ့သူတွေအတွက်ကတော့ အဓိကလိုအပ်တာကအခုဒီမှာ SSD ကြီးလိုအပ်တယ်ပေါ့ဗျာဒီ SSD ကလည်းပဲဒါကြီးဝယ်မယ်ဆိုလို့ချင်းဂျင်းမမိအောင်ဝယ်ကျွန်တော်သုံးတာကတော့အခု DRAM ပါတဲ့ version ဒါကတော့ DRAM မပါတဲ့ version ပေါ့နော်အဲ့လိုမျိုးကြီးလဲကွာသေးတယ်ဆိုတော့ဈေးကတော့သူ့ဟာနဲ့သူကွာနိုင်တယ်အဲ့တော့ sign တွေကိုလိုက်ပြီးတော့အရင်ကြီးပေါ်ချောင်းကောင်ဖြစ်တဲ့ sign တွေကိုတော့မဝယ်ဘူးတော့ကျွန်တော်အကြံပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရင်ကြီးပေါ်ချောင်းကောင်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့တည်ရတိုင်းပဲအဂျင်းမီခံရနိုင်ခြေကများတယ်လေအဲ့တော့လိုမျိုးသုံးနေဆိုရင်လည်းပဲလုံးဝဂျင်းမမိမှာတော့မဟုတ်ဘူးပေါ့နော် အကူကိုတိုင်းအဲ့လိုမျိုးတခြားလေးရွေးဝယ်ရွေးဝယ်ပြီးတော့မှလိုမျိုးတုံးအဲ့ဒါဆိုလို့ရှိရင်တော့ပုံမှန်ကျွန်တော်တို့ custom လုပ်ပြီးတော့ဒီ multi DIY လုပ်ပြီးတော့တုံးတဲ့ SSD တွေက already made SSD တွေနဲ့ပို့ပြီးတော့မြန်မဲ reliable ပဲဖြစ်မယ်ဒီကောင်ဆိုလို့ရှိရင်အပူတွေပါရင်ကိစ္စအတွက်ပါပန်ကားလေးပဲပါတယ်ပန်ကားတန်လေးတော့မဆိုးတလောက်တော့ရှိတယ်ဆိုပေမဲ့အဆင်ပြေပါတယ်မဆိုးဘူးလीတလောက်မြန်မြန်ဆန်ဆန်လေးတုံးလို့ရမှာဆိုတော့အဲ့တော့ချက်တိကျနေရှိရင်လည်းပဲ comment မှန်မှန်တော်ပြလို့ရပါတယ်နည်းနည်းတော့လေရောရရှိသွားတယ် sorry ပါကျွန်တော်ဒီလောက်လို့ကျွန်တော်စမ်းပြပေးလိုက်တယ်ကျွန်တော်စမ်းပြပေးလို့ရသလောက်ဝင်အောင်စမ်းပြပေးထားပါတယ်စိတ်ဝင်စားရင်ကျွန်တော်ကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်သွားရင်လည်းနောက်လာမယ့် video လေးကိုပါ subscribe လုပ်ရပါတယ်နောက်ပြီးမှတော့ဒီ iPhone အတွက်အဲ့နောက်မှ message နဲ့ကပ်ပြီးတော့ဒီမျိုးလေးသုံးလို့ရမယ့် access အကြောင်းကိုလည်းကျွန်တော်ပြောပြပေးသွားအောင်ပါကြည့်ပြီးတော့ခြေသူအများကြီးတင်ပါတယ်တက်လား